ံးပဲမင်္ဂလာပါချရက်ဒီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီကနေ့2025ခုနှစ်မေလ5ရက်နေ့အတွက်ခေါင်းနှံချရက်ဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစ်ကျွန်မကတော့ဆာမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တော်လိုင်းရင်၄နှစ်တာမှာ CDF လောက်သို့တပ်ဖွဲ့ဝင်၁၁ဦးကြာဆုံးတဲ့သတင်းပလောကဒေတာခန့်အယောက်20ကျော်ကို ULAAA ကဖမ်းဆီးထိန်းသိမ်းထားစေလို့ GKO ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ အရခတက်တော်အေအေတပ်ဖွဲ့ဝင်တူဖန်စီထင်းသိမ်းစင်မှာညံပါနှိမ့်ဆက်မှုကြောင့်တည်ဆုံးလို့ဆွဆွဲပြောဆိုချက်မဟုတ်မှန်ကြောင်း CNF ပြောစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လောက်တူးလူမျိုးတို့ရဲ့နိုင်ငံရေးကံကြမ္မာဟာ လောက်သူပြည်သူတွေ၌သာရှေ့စေရေးအတွက်ဆရာနာရှင်ကိုလက်နက်ကင်တော်မှန်ဆောင်ရွက်နေတဲ့၄နှစ်တာကာလမှာ CDF လောက်သူတပ်ဖွဲ့ဝင်၁၁ဦးကြာဆုံးတယ်လို့သိရပါတယ်။တော်လှန်ရေးခရီးရှည်၄နှစ်တာအတွင်းမှာတာဝန်ထမ်းဆောင်ရင်းတိုင်ပင်တဲ့လူမျိုးအတွက် CDF လောက်သူမှတပ်ဖွဲ့ဝင်၁၁ဦးကြာဆုံးခဲ့ပြီးတပ်ဖွဲ့ဝင်ပေါင်းများစွာကျင်းထနဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ရမနေ့မေလ၄ရက်နေ့မှာကြာရောက်တဲ့၄နှစ်ပြည့်နှစ်ပတ်လည်မှာ CDF လောက်သူကထုတ်ပြန်တာပါ။ တော်လှန်ရေးအတွက်မှပြည်သူသားအဒီကပြည်သူဒီသားအဆုံးအဖြတ်ဖြစ်ကတော်လှန်ရေးအောင်နိုင်ရေးဟာပြည်သူလက်ဝဲမှာရှိတာကြောင့်ပြည်ရင်းပြည်ပါရှိပြည်သူအလုံးလူအင်အားနဲ့ဖြစ်စေငွေကြေးအားနဲ့ဖြစ်စေမိမိတက်နိုင်တဲ့အခန်းကဏ္ဍကနေစီးလုံးညီညွတ်စွာတော်လှန်တက်ရွေးဝင်သွားဖို့ CDF လောက်သူကတိုက်တော်မာရီ CDF လောက်သူကလောက်သူလူမျိုးတို့ရဲ့နိုင်ငံရေးကံကြမ္မာဟာ လောက်သူပြည်သူတွေနိုင်တာရှိစေရေးပြည်သူတွေရဲ့အသက်ဥအိမ်စည်းစိမ်ကာကွယ်ရေး Federal Democracy ရရှိရင်းနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးစတဲ့ရင်မှန်းချက်နဲ့တော်လှန်တပ်ဝဲဝင်နေတယ်လို့ဆိုပါရီချင်းပြည်သူတွေလောက်သူပြည်သူတွေနဲ့ဆွန့်လွတ်အနစ်နာခံတော်လှန်တိုက်ပွဲဝင်ကြတဲ့ရဲဘော်ရဲဘက်တွေအားလုံးကောင်းကြီးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်း CDF လောက်သူကနှစ်ပတ်လည်နေ့မှာစုတောင်းဆန္ဒပြုထားပါတယ် စစ်အာဏာရှင်စနစ်ခြုံငင်းပြီး Federal Democracy ရရှိတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်း CDF လောက်တို့ကထုတ်ပြန်ထားပါရရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းပြည်နယ်တောင်ပိုင်းပလောဝမြို့နယ်ထဲမှာအရခတက်တော် ULAA ဟာဒေသခံပြည်သူအယောက်20ကျော်ကိုဆက်လက်ထိန်းသိမ်းထားစေဖြစ်တာကြောင့် အမြန်ဆုံးလှုပ်ပေးဖို့အပါအဝင် တောင်းဆိုချက်၅ချက်ကို ULAAA ကိုနိုင်ငံတကာခုမြင့်အဖွဲ့အစည်း GKO ကတောင်းဆိုလိုက်ပါရီ2019ခုနှစ်ကနေယနေ့အထိ ULAAA ဟာဒေသခံပြည်သူ60ကျော်ကိုဖမ်းဆီးခဲ့ပြီး30ကျော်ကိုပြန်လည်လွှတ်ပေးခဲ့ပေမဲ့ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီးအများဆုံးပြန်လည်လွှတ်ပေးဖို့တောင်းဆိုကြောင်း Global Kumi Organization GKO ကမေလ3ရက်နေ့မှာထုတ်ပြန်လိုက်တာပါ။ ၎င်းတို့အထက်မှာ2025ခုနှစ်ဇန်နဝါရီလကပလဝတ်မြုံနယ်ကြီးဝကျေးရွာကအသက်32နှစ်အရွယ်ဦးငင်းကြီးဟာ CNF မှမိတ်ဆွေတွေကိုအိမ်မှာအဲခံတာကြောင့် ULAAA ကဖမ်းဆီးခေါ်ဆောင်သွားပြီးမေလ3ရက်နေ့အထိမိသားစုကအဆက်အသွယ်မရဘဲပင်နီယာမှာထိန်းသိမ်းထားတယ်ဆိုတာမသိရကြောင်း GKO ကဆိုပါရီ2024ခုနှစ်အစောပိုင်းကာလမှာလေပလောဝမြုပ်နယ်မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက် ဒေသခံခုံမီချင်းလိုမျိုးအများပြားဟာနေအိမ်ကနေစွန့်ခွာသွားရကြောင်း2024ခုနှစ်နှစ်စောင်းပိုင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကနေရခိုင်လိုမျိုးတွေကိုမိစာနဲ့ဥဒလင်းဝကျေးရွာကြားမှာနေရာချထားတဲ့အိမ်ချင်း900ခန့်ရှိနေတယ်လို့လည်းသိရပါတယ်။၎င်းတို့နေရာချထားခြင်းဟာဌာနေခုံမီလိုမျိုးတွေကိုစနစ်တကျမောင်းထုတ်ဖို့ကြံစီခြင်းဖြစ်ပြီးအဲ့ဒီလုံရက်ကိုပြင်းထန်စွာရှုတ်ချကြောင်း GKO ကထုတ်ပြန်ပါတယ်။ QLAA အနေနဲ့ဒေသခံပြည်သူတွေရဲ့ဂျမားရေးကိုအလေးထားတာကြောင့်ဂျမားရေးဆရာဆမားတွေကိုဂျမားရေးစောင့်ရှောက်ခွင့်ပေးဖို့တိုက်တွန်းတယ်လို့လည်းထုတ်ပြန်ချက်မှဖော်ပြပါရယ်။ယခုနှစ်မလကနေစတင်ပြီးဘလောက်ဝဒေသမှာလူစုလူဝေးမပြုတ်လို့ဖို့ပြိပင်ထားပြီးတော့ဒေသခံချင်းခရိယန်တွေဝပြုတ်စီဝေးခွင့်ဆုံးရှုံးလက်ရှိနေကြောင်းဗုဒ္ဓဘာသာဝင်တွေကိုဘာသာရေးလွတ်လပ်ခွင့်ပေးတယ်လို့ခရီးရန်ဘာသာဝင်တွေကိုလည်းဘာသာရေးလွတ်လပ်ခွင့်ပေးဖို့တိုက်တွန်းတယ်လို့လည်း GKO ကဆိုပါရီ ပလောဝမြို့နယ်အတွင်းမှာတရခံမပေါ်တဲ့လူသက်မှုတွေနောက်နောက်လုံးဝမဖြစ်ပွားအောင်ဆောင်ရွက်ဖို့လဲအလေးအနက်တိုက်တွန်းကြောင်း GKO ကတောင်းဆိုပါတယ်၂024ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကပလောဝမြို့နယ်စမီးမြို့ကနေအသက်35နှစ်အရွယ်ကလေးမိခင်တအိုးကိုရခိုင်စကားပြောလူတစုကနေအထမပြုတ်ချင်ပြီးတတိမီရော်တဲ့အထိနှိမ့်ဆက်ကချောင်းကန်းနဘေးတနေရာမှာဆုံးပြစ်ခဲ့တယ်လို့လဲ GKO ကထော်ပြန်ပါတယ် 2023စက်တင်ဘာလ10ရက်နေ့မှာလဲပလောဝမြုံနယ်မောင်နှမကျေးရွာကအသက်73နှစ်အရွယ်ကလေးတဦးအပါဝင်ကုံတင်မိသားစုဝင်3ဦးဟာကြောက်ကြော်ကနေပလောဝကိုအပြန်လာမှကြောက်ဆုံးခဲ့ပြီးဓာတ်ရရာတွေနဲ့မွန်းထုံကျေးရွာအနီးမှာအလောင်းတွေ့ရှိရတယ်လို့လဲသိရပါတယ် 2025ခုနှစ်ဧပြီလ5ရက်ကလည်းပလောဝမြုံနယ်စိန်စင်ကျေးရွာက အသက်23နှစ်အရွယ်ကလေးမိခင်တဦးကို ULAAA တပ်ဖွဲ့ဝင်2ဦးကအထမပြုကျင်ပြီးရင်းနှစ်တက်ဖြတ်ဖို့調査ခဲ့ကြောင်းအဲ့ဒီဖြစ်ရပ်ကိုပြင်းထန်စွာရှုတ်ချကြောင်း GKO ကထုတ်ပြန်ထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ အရခတတော် AA တပ်ဖွဲ့ဝင်တဦးဟာချင်းမျိုးသားတော် CNF ကဖမ်းဆီးထိန်းသိမ်းစစ်မှာမြန်မာနှိမ့်ဆက်မှုကြောင့်ဒေဆုံးခဲ့တယ်လို့ချင်းရင်အောင်ရဲ့ကျောဆိုချဟာမဟုတ်မှန်ကြောင်းချင်းမျိုးသားတော် CNF ကငြင်းဆိုလိုက်ပါရီချင်းပြည်တောင်ပိုင်းမတူပြည်မြို့သိမ်းတိုက်ပွဲကာလမှာ CNF CNA ကဖမ်းဆီးခဲ့တဲ့ချင်းငင်အောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေကအရခတပ်ဖွဲ့ဝင်တဦးကို ဖာစီထိန်ထိန်ထားစဉ်အတွင်းရန်သူတပွဲနီးမျိုးစုံနဲ့ညင်ပန်းနှိပ်စက်ခဲ့ကြတာကြောင့်အသက်သေဆုံးခဲ့တဲ့ချစ်စဉ်တစ်ခုရှိခဲ့ကြောင်းချင်းငင်တော်အဖွဲ့ကမေလ၄ရက်နေ့ရှမန်နေကထုတ်ပြန်ခဲ့တာပါအဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ချင်းအမျိုးသားတက်အို CNF CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထနေကိုခုံလုံးပုံတရင်ဌာနကစစ်သွေးမေးမြန်းကြည့်ရမှာ CNF မှာစစ်တုံးပန်းတွေကိုညံပန်းနှိမ့်ဆက်ခွင့်မရှိကြောင်းအေအေတက်ဖွဲ့ဝင်တည်ဆုံမှုမှလည်းကြားမှရေးကြောင့်သာဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ် ဆင့်သုံးပန်းထိမ့်သိမ်းထားတဲ့သူတွေကိုညံပါနှိမ့်ဆက်ခွင့်မရှိပါဘူးအခုသိမှုသိရင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကျမရဲ့အခြေအနေကြောင့်တည်သွားတာဖြစ်ပါရဲ့တိကျခိုင်လုံမှုမရှိတဲ့မသိတဲ့လွတ်လွတ်စပေလုံရက်အရေးအသားမျိုးကိုရှောင်ရှားတဲ့နဲ့အမှန်ဆိုရင်တော့အဲ့ဒီရဲဘော်ဘယ်လိုသေးသလဲဆိုတာအခု ကျွန်တော်တို့လွတ်ပေးလိုက်တဲ့အဲအဲတပ်ဖွဲ့ဝင်၂ယောက်ကိုယ်တိုင်တိကျမှာပါကျွန်တော်တို့မှလည်းတိမှုတိခင်းနဲ့ပတ်သက်လို့ဆရာဝန်တွေနဲ့စစ်ချက်တွေကောင်းကောင်းရှိပါတယ်လို့စလိုင်းတနေကပြောပါတယ် ချင်းငင်အောင်အနေနဲ့သူ့ရဲ့မဟာမိတ်တပ်ဖွဲ့ချစ်တဲ့အရခတတော်အဲအဲကချင်းပြည်နယ်ဘလောဝမြို့နယ်မှာချင်းပြည်သူတွေအပေါ်လူအခွင့်အရေးချိုးဖောက်ကျွလွန်မှုတွေကို Global Community Organization GKO ကလည်းမေလ3ရက်နေ့ကထုတ်ဖော်ဖွင့်ချခဲ့ပြီးတဲ့နောက်အခုလို CNF ကိုဥတီဆွဆဲချင်းမျိုးထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့လဲ slide တစ်နေကပြောပါရီ။မေအဖွဲ့အစည်းမစိုးကြိုးဆိုရေးသားတဲ့နေရာမှာရှီနောက်ကိုကြည့်ပြီးတော့ပြောသင့်ပါရီ။ GKO က AA ရဲ့လှုပ်ရက်ကိုထုတ်ပြန်တဲ့အချိန်မှာ ချင်းငင်နောက်အဖွဲကကျွန်တော်တို့ဖက်ကိုတိုက်ခိုက်ဥတီပြီးတော့လုံတာမျိုးကိုတော့လုံးဝမလုံတဲ့မလုံထိုင်းတဲ့ဟာပေါ့လို့ဆလိုင်းထနေကပြောပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လတုန်းကချင်းပြည်နယ်တောင်ပိုင်းမတူပြည်မြို့သိမ်းစစ်စင်ရေးကာလမှာစင်ငင်အောင်အရခတတော်အေအေစစ်ကြောင်းနဲ့ CNFO ဆောင်တဲ့ချင်းလန်းကောင်စီပူပေါင်းတပ်ဖွဲ့တို့အကြားတိုက်ခတ်မှုဖြစ်ပွားပြီးအပြန်အလှန်ဖမ်းဆီးမှုများရှိခဲ့ပါတယ် အဲ့ဒီလိုနှစ်ဖက်တပ်ဖွဲ့ကနေဖမ်းဆီးထားတဲ့စစ်သုံးဘန်းတွေကို2025ခုနှစ်မလ29ရက်နေ့မှာအပြင်အလှန်လဲလှယ်ခဲ့ကြပြီးတဲ့နောက်လမြောက်လာတဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့ပြောဆိုချက်အရလို့ဆိုကအေအေတပ်ဖွဲ့ဝင်တို့အမှဖမ်းဆီးထိန်းသိမ်းထားစဉ်နှိမ့်ဆက်မှုကြောင့်တည်ဆုံခဲ့ရကြောင်းကြားသိရတယ်လို့ချင်းရင်တော်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ CNF CNN အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ဖြေရှင်းပေးဖို့လိုအပ်တဲ့အပြင်အပြင်အထံကန့်ကွက်ရှုတ်ချကြောင်းလည်းချင်းငင်အောင်တပ်ဖွဲ့ကချုပ်ပြန်ထားပါရဲ့ရှင် ဟုတ်ကဲ့ပါအခုလိုနားတော်တာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်